အမင်းရှိတယ်လာတကုံစာကြာမအဲ့ဒီအချိန်ကြီးမဖြစ်ဘူးဘယ်အချိန်ကြီးလဲဟတ်တယစီရယ်ဖူရာတ်ဝအန်ဂျဘရင်မင်ဇာဖူရာတ်ကိုခေါ်တဲ့အီရတ်နိုင်ငံမှာရှိတဲ့ယူဖရက်တစ်မြစ်အဲ့ဒီမြစ်ကနေရွှေတောင်မပေါ်လာမချင်းအဲ့ဒီမြေကကြီးတွေခမ်းချောက်သွားလိမ့်မယ်။ရေတွေကျသွားလိမ့်မယ်။ပြူအိုင်အဲ့ဒီကနေရွှေတောင်ပေါ်လာလိမ့်မယ်။ အဲ့ဒီရွှေတောင်ပေါ်လာတဲ့အခါကျရင်လူတွေသွားပြီးတော့လူကြလိမ့်မယ်အဲ့ဒီမှာစစ်ပွဲတွေဖြစ်လိမ့်မယ်အဲ့ဒီရွှေတွေကိုလူရင်းတယ်တမန်တော်အမိတ်ရှိတယ်အဲ့ဒီရွှေတွေကိုမှတ်ပြီးတွေ့ယူတဲ့လူတွေတရားမှာ69ယောက်အသက်ခံရတယ်ရှင်းဆက်တမန်တော်အမိတ်ရှိတယ်ဘာမှမဟုတ်ရအကယ်၍အဲ့ဒီရွှေတောင်ပေါ်လာတဲ့ချိန်တရားယောက်ကများအဲ့ဒီမှာရှိခဲ့မယ်ဆိုရင်ဘာလာယာခုမင်းဟူရှိုင်ယာအဲ့ဒီတဲကနေနည်းနည်းလေးမှမယူမိစေနဲ့ဟုတ်ပြီဒီဟာဒီဘယ်လိုဖြစ်မလဲ ီအရည်မတမတော်ပြောထားတယ်ဒီတရားရဲ့ဖိုလာကနေအခုလိုရွှေတောင်ပေါ်လာမဲ့ကိစ္စဘယ်တော့ဖြစ်မှာလဲတချို့ပညာရှင်တွေကတော့ပြောတယ်တရားစီအင်မမဲဒီပေါ်ထလာပြီးမှဟဇရတ်မဲဒီထပ်ပေါ်လာပြီးမှဖြစ်မယ်ဆိုပြီးပြောကြတချို့တွေကတော့ပြောတယ်တချို့ပညာရှင်တွေကမဟုတ်ဘူးတရားစီဟဇရတ်မဲဒီမထပ်ပေါ်မီဖြစ်မယ်ဆိုပြီး ပြောရဲအမမဲဒီမပေါ်ခင်အချို့လက္ခဏာတွေဖြစ်လိမ့်မယ်အချို့အလာမတ်တွေဖြစ်လိမ့်မယ်အဲ့ဒီလက္ခဏာတွေထဲမှာဒီဟာလေးအပါဝင်ဖြစ်တယ်ဆိုပြီးအချို့တွေကပြောတယ်ဘယ်လိုမဆိုဒီဟာဒီဟာဒမဲဒီပေါ်ထလာမှုနဲ့ဒီဖြစ်ဖြစ်ဒီဆက်ဆံအဲ့ဒီတိုင်းပဲအမမဲဒီမပေါ်ခင်နောက်အဖြစ်ဖြစ်တခုတမန်တော်အမင်းရှိတယ်အင်နလ်နာဒီလာယခုဟာဒမဲဒီလုံးဝထပ်ပေါ်လာဖို့မရှိဘူး ဘယ်တော့မှတော့ပေါ်လာမှာလေဟတ္တာတုတ်တလနဖ်ဇကီယာနဖ်ဇကီယာအတတ်မခံရမချင်းနဖ်ဇကီယာရှဟိဒ်အလုံးမခံရမချင်းဒီနေရာမှာနဖ်ဇကီယာဆိုတာဘယ်လိုပြောလဲအတိအကျတော့ကျွန်တော်တို့ပြောလို့မရဘူးအာမင်တမန်တော်သုံးထားတယ်ဒီစကားလုံးကိုကြည်ခြင်းအဖြစ်နဖ်ဇကီယာဆိုတာအလုံးတမန်တန်ရှင်းစင်ကြဲတဲ့ပုဂ္ဂိုလ်အလုံးတမန်မွန်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာပေါ်လွင်တယ်သိရတယ် တရားကြီးကိုယူပြီးတော့မျက်မှောက်ခက်ကတချို့ပညာရှင်တွေကလက်ရှိဂါဇာမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်ကိုမင်းမောင်ထိုးပြသူတို့အမိန့်ရှိတယ်သူတို့ပြောတယ်ဖြစ်နိုင်တယ်တဲ့တောင်းတော့ဆော့စတမ်ကဒီဟာဒီစ်ကိုအခုလက်ရှိဂါဇာမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်ကိုယဉ်ညွန်းပြီးပြောဆိုတာဆိုပြီးအတိအကျတော့ပြောလို့မရဘူးနော်အပြစ်လို့လေဒီဟာဒီစ်တွေကိုကျမ်းစာကနမိတ်လက္ခဏာတွေကိုပြောပြထားတဲ့ဒီဟာဒီစ်တွေကိုရှင်း ်ညာရှင်တွေကဇကာတ်တခုပြောလေးရှိတယ်အလောရှင်မြတ်ကကီယာမတ်ကိုအလ္လာဟ်ဖုံးကွယ်ထားတယ်လို့အလာမာတ်ကီယာမတ်ကိုခေါ်တယ်ကီယာမတ်ကတချို့နမိတ်လက္ခဏာတွေကိုလည်းအလ္လာဟ်ဖုံးကွယ်ထားတယ်အတိအကျကျွန်တော်တို့ပုဂ္ဂိုလ်တဦးတယောက်အဖွဲ့အစည်းတစ်ခုအဲအရာတစ်ခုအချိန်ကာလတစ်ခုကျွန်တော်တို့ဘက်ကနေကျွန်တော်တို့တတ်မှတ်ပြီးပြောလို့မရဘူးပြောဖို့ခက်တော်ဒီပညာရှင်တွေကပါတုံးတက်လဲဆိုတော့ဖြစ်နေတဲ့ဒီဟာဒီစ်ကအခုလက်ရှိ ကာသာမှာဖြစ်ပြနေတဲ့အဖြစ်အပျက်ကိုညီညွတ်လာဖြစ်နိုင်တယ်ဆိုပြီးသူတို့ပြောတယ်။ဘာဖြစ်လဲ?နဖ်စီဇကီယာဆိုတဲ့ဒီစကလုံးဒီစကလုံးကိုအလောရှိမြတ်ကကုရ်အန်ထဲမှာတမန်တော်မူဆာအလစ်တမ်နဲ့ဟဇရ်ခေဇရ်ရဲ့ဝါကီယာမှာတုံထားတယ်။အဲ့ဒီမှာနဖ်စီဇကီယာဆိုတာမာဆူမ်ခလီလေးကိုပြောတာအဖြစ်မဲ့တဲ့အရွယ်မရောက်သေးတဲ့မာဆူမ်ခလီလေးကိုပြောတာဒီကနေ့ဂါသာမှာပြန်ကြည့်မယ်ဆိုရင်နေ့စဉ်နဲ့အမျှ မာဆုံကလေးလေးရေရဲဆက်ဆက်အသက်ခံရတယ်။ဘာဖြစ်လို့လဲ။ဒီဟာဒီစ်မှာပဲရှေ့ဆက်တမန်တော်အမိန့်ရှိထားတယ်။အခုလိုနဖ်စီဇက်ကီယာအသက်ခံရပြီဆိုရင်ရောဒီဘမန်ဖစ်ဆာမအီဝမန်ဖီလ်အော်ဒ်။မိုးကောင်းကင်မှာရှိတဲ့ဖရစ်တာတွေ၊မိုးကောင်းကင်မှာရှိတဲ့ပုဂ္ဂိုလ်တွေသူတို့လည်းဒေါသဖတ်ကြနိုင်မယ်။မြေပထဝီမှာရှိတဲ့ပုဂ္ဂိုလ်တွေလည်းဒေါသဖတ်ကြနိုင်မယ်။ ဒီဖိဖက်ကိုကြည့်ပြီးတကဘာလုံးကမဆန်မနေဒေါ်လာထွက်ကြတယ်ကျွန်တော်တို့ကတော့မဆန်မမို့လို့ဒေါ်လာထွက်တာကျွန်တော်တို့တွေအသေးတွေကြိုက်ထားရတယ်တပတ်မှလူပီတာတဲ့ဘာသာကြားတွေလဲဂါသာကဒီဖိဖက်တွေအခုလိုရရဆက်ဆက်အသက်ခံနေရတဲ့ငါအဆုံးခလေးလေးတွေဒီ हालत ကိုကြည့်ပြီးလူပီတာတဲ့ဘာသာကြားတွေလဲဒေါ်လာထွက်ကြတယ်သူတို့လည်းဒီမြင်ဝင်းတွေကိုမြင်ပြီးသူတို့လည်းမျက်ရည်ကျအဲ့ဒီအတိုင်းပဲဟာဇန်မေဒီမပေါ်ထွက်မီ que me no la cadena